မော်ရီယိုမျိုးလေးရဲ့တာရတဲ့ညာလေးတညမှာဂိမ်းဆောင်နေတဲ့ဂျိုးစကီကိုထိုးမိုးခူကပိုဆိုပတ်ဆက်ကန်နေပြီးတော့ဂိမ်းဆောင်နေအောင်ရဲလိုက်ဖို့ပြောနေမယ်နောက်ဆုံးကရောက်နေရမလို့ဂျိုးစကီကလည်းပေတီပြီးစောနေပါတယ်ဒါပေမဲ့ဂျိုးစကီကကံမကောင်းစားနဲ့ပဲသေသွားပြီးတော့ဂိမ်းဟိုမှာဖြစ်သွားမလို့ယူနီဖောင်းကိုလည်းအိမ်စာလုပ်ဖို့ပြောပြီးတော့ထိုးမိုးခူကထွက်သွားပါတယ်အဲဒီမှာပိတ်တိုင်း TV ကပြန်ပွင့်လာပြီးတော့ TV ထဲကမင်းသားရုပ်တရက်ကြီးဒေါ်တာအောင်ကြီးထားပြောနေရမလို့ဂျိုးစကီကလည်း TV ထဲကိုကြည့်လိုက်အချိန်မှာချီလီပပါကိုတွေ့လိုက်ရပါတယ်ချီလီပပါက TV ထဲကထွက်လာပြီးတော့ဘာလာလုံးလိုက်လဲလို့ဂျိုးစကီကမေးလိုက်အချိန်မှာချီလီပပါကဒီလိုပဲရှောက်သွားနေကြဖြစ်ပြီးတော့ဂျိုးစကီနဲ့အူဟွားစုကြောင့်ကိုယ်ရှင်နဲ့ယူကာကိုကြောင့်ဟာစာ ာမသားနဲ့ခိုးပါရှိလို့အကြောင်းအကုန်သိရလို့ပြောနေပါတယ်။ရှီလီဘာဘာဂျိုဒါဝရဲ့ Star Blood Titan နဲ့မချခင်မှာ Joe Skin နဲ့အဆန်းလာချကြည့်တာဖြစ်ပြီးတော့ဒီနာလေးကိုထိအောင်ထိုးကြည့်လို့ပြောနေတဲ့အချိန်မှာ Crazy Dynamo ကတကယ်ထိုးချပလိုက်တာမို့လို့ရှီလီဘာဘာကလန်သွားပါတယ်။ရှီလီဘာဘာက Joe Skin ရဲ့ Crazy Dynamo ကဒီလောက်ကြီးမြန်လိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။စိတ်ကူးရင်မနေနဲ့ယူရဲ့ Joe Tower Stand Star Blood Titan ကဒီထက်ကျန်းနေကွာ။ဒါပေမဲ့ဒီချိန်မှာတော့ Chili Baba က Crazy Dynamo ထိုးမိလိုက်တာမို့လို့ Joe Skin ကလည်း Joe နဲ့ညီးပြီးနောက်ကိုပက်လက်လန်ကြောက်သွားပါ။ Chili Baba ကလည်းဒီပုံတိုင်းဆိုရင် Star Blood Titan ကိုမနိုင်သေးရမို့လို့တန်မာလောင်စောင်းလိုက်ရမို့လို့ပြောပြီးတော့ Lesson ပလက်ပေါက်တဲ့ကိုဝင်သွားပါတယ်။အခန်းထဲကနေဘာရဲ့ဆူ ူညာနေရလဲလို့မေးပြီးတော့ထိုမဟုတ်ကရောက်လာမလို့ဂျိုးစကေးကလည်းပရိဘောကားတွေကိုပြန်ပြင်လိုက်ပြီးတော့ဘာမှမဟုတ်ပါဘူးမေးလို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့နောက်နေ့မနက်ကိုရောက်သွားပြီးတော့အိုကူဝါဆုနဲ့ခိုးရှိတို့ကကွင်းပြင်ကြီးထဲမှာထိုင်နေကြပြီးတော့ဂျိုးစကေးရောက်လာကိုစောင့်နေကြပါတယ်။ဂျိုးစကေးငါတို့ဒီကွင်းပြင်ကြီးကိုခေါ်ပြီးတော့ဘာလို့မလုပ်လဲကွာထိုနီယိုရဲ့ဆိုင်ထားမို့ထိုင်နေကြကဖေးကိုချိန်တာမဟုတ်ဘူး။ချီလီပပါအကြောင်းပြောမလို့မနေ့ကငိုင်းအောင်လာပါ။ဗျာချီလီပပါဂျိုးစကေးအင်ကိုလာပါတယ်။ချီလီပပါအကြောင်းကိုကြားတဲ့အချိန်မှာအိုကူဝါဆုကဒေါ်ရိုက်ထွက်လာပြီးတော့သူ့ကိုဘာလို့မပြောပြရလဲလို့ဂျိုးစကေးကိုမေးနေပါတယ်။ဂျိုးစကေးကငါမပြောခိုင်းတာပါလက်ရှိရဲ့နေရာမှာချီလီပပါအကြောင်းကိုပြောရင်အနေအများ တယ်ဒီမှာကျတော့လက်စစ်မရှိလို့ငါတို့ပြောတာကသူမကြားနိုင်ဘူးအခုရဆိုငါလည်းချီလီပပါကိုစိတ်တော်ပါပဲကွာဒီကောင်ငါ့အိမ်ထဲကိုဝင်ရှင်တိုင်းဝင်ထွက်ရှင်တိုင်းထွက်လုံးနေဟုတ်မယ်ဗျာဟိုနေ့တော့ပျောက်သွားတဲ့အင်စာစာအုပ်ကကျွန်တော်မေလက်ချက်ထင်တာတကယ်တော့ဒီကောင်လက်ချက်ကိုအာခိုးစီအဲ့ဒါဘာကြီးလဲကွာအခုငါတို့ပြောနေတာဒီကောင်ကလူတွေကိုလက်စစ်ကြိုးတဲ့ခေါ်ပြီးတက်လို့ရနေရမလို့ငါတို့ဖုန်းပြောနေတာမလုံချုံလို့ပြောနေတာဟာပြီးတော့ဒီကောင်ကလေးနေမြောက်ကိုသုံးပြီးစတန်ဥစာတိတ်တွေဖန်တီးနေတာပြီအဲ့တော့ဒီကောင်ယူစာကိုအမြန်ရှာဖို့လိုပဲကျွန်တော်အဲ့ဒါကိုဖြေရှားဖို့ဒီမှာစွန့်နေကြဟုတ်တယ်မလားဂျိုးတောက်ဆန်ဟင်မဟုတ်ပါဘူးငါတို့သူ့ကိုရှာနိုင်ပါတယ်သူ့ကိုရှာနိုင်မဲ့လူကဒီနေ့နေ့လေမော်ရီယိုစေကန်းကိုတိ မောနဲ့ရောက်လာလိမ့်မယ်။ဗျာ။သူ့ရှာနိုင်မဲလူဟုတ်လား။ तू อ่ะ stand ဥစားလားအေး तू stand နေမယ်ဟာမေထိုးဖားပြတယ်ဘိုးတော်ကအတန်ရန်ကြီးနေမို့လို့တိုက်ခိုက်နိုင်ဆွဲတော့မရှိတော့အတန်ရန်ကြီးနေပြီဂျိုးတော်ဆိုင်ရအတိလားအေးဘိုးတော်ကအရင်တော့အရန်ခေါ်ခဲ့ရင်မယ်အခုက89နှစ်ရှိနေဟမ်89နှစ်လားတော်တော်ကြီးကိုအသက်ကြီးနေပြီပဲဗျဘိုးတော်ကဘိုက်ခွဲရမို့လို့ဒေါကောင်းနဲ့လမ်းလျှောက်နေရမျက်စိလည်းတိမ်ဖုံးနေတယ်သွားရီကလည်းအန်ကတ်တက်ထားဆိုတော့ state တွေဝါလို့မရဘူးဆိုပြီးမြဲဇော်ရကတက်နေတာပြီးတော့တတိပါမေးတက်နေနေနေပေါင်းဂျိုးတော်ဆိုင်သူ့ရဲ့ဝါသနာစာတိုင်ဘုံတွေကိုစကားလိုက်ပြောနေရမဟုတ်ဘူးမလားတေးလိုက်ပါတော့ဗျမင်းတို့ဒီကိုခေါ်လိုက်တာជីကြီးကိုကာဝယ်ဖို့ပဲချီလီပါပါတာသူ့ကိုရှာနိုင်တဲ့ជីကြီးကြောင့်သိရမှာ ယ်ဆိုရင်ငါတို့မရောက်ခင်မှာသွားတက်လောက်တယ်။အာဂျီဂျီကိုမလာဖို့တားပါလိမ့်ရဲ့။ဒါပေမဲ့လေးနဲ့များအကြောင်းကြားသွားတဲ့ချိန်မှာတော့အမေရိကန်တွေဂျီတီလာမယ်ဆိုပြီးဖြစ်လာပါပဲ။ဟမ်နေပါဦးအမေရိကန်လာမယ်အသက်89နှစ်စတန်ဦးစာဆိုတော့မဟုတ်မှလွယ်ရော။ဟမ်ဂျိုးဂျိုးတော့ဆက် အဲ့ဆိုအေးအေးဘိုးတော့အဲ့စိမ်းပါပဲဦးကွာစုရဲ့ဆိုင်ငယ်ပေါ်မှာချီလီပါပါပေါ်လာပြီးတော့သူ့ရဲ့ယူဇာကိုရှာရင်းနဲ့စတန်ဝါဇာဘိုးတော့သွားတတ်မယ်လို့ပြောနေပါတယ်ချီလီပါပါဦးကွာစုရဲ့ဆိုင်ငယ်မယ်ရွှေရဲမှာခိုးလိုက်လာပြီးတော့ဂျိုရာတို့ပြောနေရင်အားလုံးကြားရမလို့ဂျိုးဆက်ကြီးကအသက်ကြီးရရှိနေပါပဲဟေးဂျိုးစကေဦးကွာစုခိုးရှိငါတို့ဒီကောင်ပေးသွားလိုက်မယ်ဆိုရင်ဂျိုးစကေရဲ့ဖေကစိတ်ကန်းကိုရောက်တဲ့အချိန်မှာတတ်ခံရလိမ့်မယ်ဂျိုးစကေဒီကောင်ဆိုင်ငယ်ကိုကြောက်ခဲနဲ့ပေါက်ပြီးဖျက်ဆီးရအောင်နေနေဘသူမှမသွားနဲ့ငါကိုယ်ယူတဲ့ခိုးနိဂျီမူတာအခရစုကိုယ်နဲ့ဇန်တို့နဲ့ဂလဲစားချိန်မကွာအဲ့လိုနဲ့ဦးကွာစုကဇန်တို့နဲ့စပေးတို့ဇက်တိုက်ဖယ်ပြီးရဲ့နောက်မှာတော့ဆိုင်ငယ်ပေါ်ကိုရောက်သွားပါတယ်ဦးကွာ ကစုကဇန်တို့ရဲ့ညာဘက်လောက်ကိုသုံးပြီးတော့ချီလီပါပါကိုတိုက်ခိုက်လိုက်ရင်ပဲချီလီပါပါအရန်မြန်နေပြီးတော့ဥကစုရဲ့ဇန်တို့ကအရန်နေရလို့ပြောနေပါတယ်ဇန်တို့ကမင်းကိုချိန်တာမဟုတ်ဘူးအယူရဲ့ဆိုင်ငယ်ရှင်ဘင်းကိုချိန်လိုက်တာကွာဥကစုကဆိုင်ငယ်ကိုဖြတ်စည်းလိုက်ပြီးတော့နီးနားမှာလက်စစ်ဝါရကြိုးရင်မရှိရမလို့ချီလီပါပါပြေးလို့မရတော့ပါဘူးဥကစုမင်းခေါင်းသုံးလိုက်တာကောင်းလိုက်လားကွာအခုဆိုရင်ချီလီပါပါဘဲမှပြေးများတော့လက်စစ်ဝါရကြိုးကလည်းဝေးကြီးပဲပြောဖို့ဆော်ရဲဒီကောင်ပြေးများတော့ဆိုတော့ဥကစုကိုတက်ပြစ်တယ်လာငေါ့လေလိုက်သွားရအောင် ခရီးရစီကိုမင်းက main ကိုယူတယ်ကလဲသားခြေနိုင်မယ်လို့ထင်နေရလားငါကိုယူရသေးဖို့ထိုက်တယ်မှာရာဆိုးမှုတွေကိုဒီလိုဆက်လို့နေမှာဆိုရင်တနေ့မှာသေးရမယ်ဆိုတော့ငါတော့မှသိတယ်မင်းယူစားရဲ့နာမည်နဲ့လိမ့်စာကိုပေးမယ်ဆိုရင်မင်းကအသက်ရှင်ခွင့်ပေးလိုက်မယ်အမေအခုရစီကိုမင်းကငါထင်တာအထက်တော့ပို့ပြီးတော့တည်ငြိမ်တာပဲအဲ့ဒါမင်းထင်လေငါရဲ့အတွေးစိတ်ထဲမှာတော့မင်းကတော့မပြောပြပါစေနဲ့လို့ဆူတောင်းနေရကွာအခုအစုကဇန်းတို့နဲ့ချီလီဘဘာကိုထိုးလိုက်ပြီမယ်ချီလီဘဘာကပုံမြန်နေရမလို့အခုအစုပဲထိုးခဏရပါတယ်ဂျူလာတို့ရောက်လာတော့မှမလို့ဒီနေရာမှာဆက်နေလို့မဖြစ်တော့ဘူးလို့ချီလီဘဘာတွေးနေတဲ့အချိန်မှာပဲအခုအစုကချီလီဘဘာရဲ့အပေါ်ကိုရောက်သွားပြီးတော့ချက်တော်ကြီးနဲ့ချီ ီလီဘာဘာကိုကန်ချပလိုက်ပါတယ်။ဘိုးဘွားစုကဒီကောင်နဲ့မရသေးပဲနဲ့ချီလီဘာဘာရဲ့ကောင်ကိုဖန်တော့တဲ့ဇက်တိုက်ပေါက်နေပြီးဇန်လူရဲ့ညာဘက်ထဲနဲ့ဇက်တိုက်ကြီးလိုက်ဖက်နေရဘူးလို့ချီလီဘာဘာကရှောင်နေရပါပြီ။မင်းဘယ်ကိုပြေအောင်မလဲချီလီဖက်ဖာနောက်လာမယ့်ချက်ကိုတော့မင်းရှောင်နိုင်အောင်မလား။ချီလီဘာဘာဟာအားနေဇက်တိုက်သုံးနေရမလို့လက်စစ်တွေနဲလာပြီးတော့အားနေလာပါပြီ။ဟေးအိုခွေးရစုသူ့ကိုမတတ်နဲ့အောင်ငါတို့သူ့ကိုလေးနေပြဘယ်မှာရှိရလဲဆိုတော့မေးရအောင်မင်းမင်းနိုင်သွားပြီငါတို့ရောက်တဲ့အထိစောင့်အောင်။အခုရစမင်းတော့ငါထောင်ချောက်တယ်ဝင်လာပြီငါတကယ်တော့အာမနေကွာဂျိုးတော်ဒီနာရောက်တဲ့ဒီစောက်ရင်ငါသူ့ကိုကောင်းဖြတ်ပါဘာလို့ပြောနေရလဲကွာ ဟဲ့နေုံဒီကောင်ကောအမှန်တိုင်းပြောနေရလားလိမ့်နေရလားဒီကောင်ကအားနေကြောင်စောင်းနေရဆိုရင်ဂျိုးတော်ဆန်တို့အနားရောက်လာရင်ဒုက္ခရောက်လိမ့်မယ်ဟွန်းโอเคရဆု တခုတော့မားနေပြီ။မြန်မြန်သွားရအောင်။ဥကဝစုကတွင်းတွင်းနဲ့စိတ်လို့လာမလို့နောက်ဆုံးမှချီလီပက်ပါကိုတတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျိုဒါကဥကဝစုကိုတားလိုက်ပြီမယ်။နောက်ကြပါပြီတော့ဥကဝစုကကိုကြီးတို့ကကလေသားရှိမယ်လို့ပြောပြီးတော့ဇန်တို့လည်းပိုင်းစားလိုက်တာမလို့ချီလီပက်ပါကနှစ်ပိုင်းပြတ်သွားပါတယ်။ကောင်းရောကျွန်တော်တို့ကလေးနဲ့များကိုရှာဖို့ထပ်ပြီးတော့လှုပ်ရှုပ်ဦးမယ်။ဟုတ်သေးဘူးတခုတော့မားနေပြီ။ချီလီပက်ပါကတခုခုကိုကြံစီခဲ့တဲ့ပုံပဲ။ဥကဝစုကမြေကြီးရောက်မှရှိတဲ့လက်စစ်တိုင်းတွေကိုတွေးလိုက်ပြီးတော့ချီလီပက်ပါကဥကဝစုရဲ့ဇန်တို့ကိုတုံးပြီးတော့တမင်သက်သက်မြေကြီးတွေကိုဖယ်ခိုင်းခဲ့ရပါ။လက်စစ်တိုင်းကဘွားရမ်းများမလို့ချီလီပက်ပါကလည်းအားပြပြန်ဖြစ်သွားပါဘူး။ဥကဝစုကဇန်တို့နဲ့ချီလီပက်ပါ ါကိုထိုးဖို့လိုလိုက်ရခြင်းမှာချီလီပပအာဘီဖြစ်နေရမလို့လက်တန်းလေးနဲ့ပဲဖြတ်လိုက်ရင်မှဇန်တို့ရဲ့ညာဘက်ကပြတ်သွားပြီးတော့စတန်ဝင်းစာပြေတဲ့ဥကွားစုရဲ့လက်လည်းပြတ်သွားပါတယ်အခုရစီမင်းကတကယ်ကိုတုံးတာပဲကွာမင်းတော့ဒီသက်ကလေးစားချေဖို့မစင်စားနဲ့တော့ကဲဂျိုးထားကိုစန်တို့ရေကျွန်တော်တော့ကျွန်တော်ကိုရှာနိုင်နေဆိုရဲစတန်ဝင်းစာဘိုးတော့တော့တတ်လိုက်အောင်မယ်တွားပြီးဘိုင်းဘိုင်းဥကွားစုကချီလီပပနဲ့အတူတူလက်စစ်လိုင်းနဲ့ပါသွားမလို့ဥကွားစုကတေးပြီးဆိုပြီးခိုးရှိကကြောင်းဝင်နေပါတယ်ရရရတာငါတို့ဒီကောင်ကြောင်းပိတ်ပြီးကမှလွတ်သွားရတယ်ဟုတ်ပါဟုတ်ပါဒီကောင်စတန်ကတော်တော်ကျန်းတာပဲဝေးထင်းစတန်ပြီးပဲပါဝါကြီးတယ်ဥကွားစုတေးသွားလीဗျာခင်ဗျားတို့ကဘာလို့ရန်သူရဲ့ပါဝ ါတွေကိုချီးကျူးနေကြရလဲဗျ။အော်အေးဟုတ်တယ်နော်။ငါတို့အိုဟူအဆူအတွက်စိတ်ပူတင်တယ်။ ဟုတ်ပါဟုတ်ပါကံတရားကြောင်းပြောရမယ်ဆိုရင်တော့အခုကဆိုတာတော်တော်ကံကောင်းတဲ့ကောင်းပဲဟုတ်ပါဟုတ်ပါသူ့လက်ဖြတ်ခံလိုက်ရတာကံကောင်းတယ်လို့ပြောရမယ်ဆိုစကေက crazy time ကိုထုတ်လိုက်ပြီးတော့အခုကဆိုတာလက်ဖြတ်ချီကိုဟီးလိုက်ခြင်းမှာအခုကဆိုတာပြောင်းလာပြီးတော့ချီတီပပရဲ့လက်ကနေလှုပ်သွားပါတယ်ယေးအခုကဆိုပြောင်းလာပြီငါဒီကောင်ကလုံးဝရှုံးသွားပဲဒုစရဒီဥစားကာဝယ်နိုင်မယ်ဆိုရင်ချီတီပပရဲ့ယူဇာကိုရှာတိ့ပါမှာလို့ခိုးကြီးကစိတ်တို့နေရအခုကဆိုတာအဘိစကားပြောလိုက်ပါချိုးထားလို့ဆန်ဒါမကောင်းဘူးဗျကျွန်တော်ကဒါကိုပေါ်သေးသေးလို့ပဲထင်တာခဲ့ရအားလို့စိတ်ကန်းကိုမြန်မြန်သွားမှဖြစ်နေနေပါဦးဗျခင်ဗျားတို့ဒီမှာအခုကဆိုစိတ်ထိခိုက်နေရလေစိတ်ကန်းကိုသွားမယ်ဆိုရင်ဒီလ ညအမြန်ဆုံးပဲဂျိုးသားဆာဟာခင်ဗျားတို့မျက်စက်လုံးလားဗျမင်းကောတင်ရဲဆိုကောင်းကောင်းကြီးပေးလိုက်တာပဲချီလီဖတ်ပါမစ္စတာဂျိုးစတာခဏနေမော်ရီယိုစိတ်ကောင်းကိုရောက်တော့မယ်ခင်ဗျအေးအေးအေးအဲ့လိုနဲ့ episode လဲပဲဒီပါပဲပြီးသွားပါတယ်ကျေးဇူးအားပေးတဲ့ကျေးဇူးပါ bro ကြီးနောက်တဲ့ episode မှာတော့မလကားတော့မဲ့ဂျိုးသက်ကြီးနဲ့200 IQ အခုအဆုကိုတွေ့ရမှာပါ